WWD online media ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။အခုတင်ဆက်ပေးမယ့်သတင်းကတော့ဓမ္မသင်္ဃာရတာမဏိကျော်ចောင်းတိုင်မှာဇီဝိတသင်္ဃာရစေကံဖွင့်ပွဲကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တည်အရှိပိုင်းမြို့နယ်ဓမ္မသင်္ဃာရတာမဏိကျော်ចောင်းတိုင်မှာဇီဝိတသင်္ဃာရတန်ခါစေကံဖွင့်ပွဲကို1389ခုနှစ်ကစုံလပြည့်ကျော်ရှိရဲ့ 2025ခုနှစ်မေလ19ရက်နေ့ညနေ4နာရီကကျင်းပပါတယ်။အဆိုပါခန်းနာကိုပရဏနာယကဆရာတော်ရှင်သာဂရလင်္ကာရနဲ့တန်ဃာတော်များမြောက်ကလာပါစေယုံအုပ်ကြီးဒေါက်တာအောင်ဝေဆန်နဲ့ဆရာဝန်သူနာပြုအဖွဲ့အလှူရှင်များဆေးအလှူရှင်များသူနာပြုဆရာမများတက်ရောက်ကြတယ်လို့သိရပါတယ်။ဇီဝိတာတင်္ဃာရတန်ဃာစေကံဖွင့်ပွဲမှာ ဂရဟနာနာယကဆရာတော်အရှင်သာရလင်္ကာရကတရားဟောကြားခဲ့ပြီးတန်ဃာတော်များကမေတ္တာတို့ပရိတရားတော်များဟောကြားခဲ့ပါတယ်။ဆက်လက်ပြီးဆရာတော်ကအလူရှင်များကိုကျေးဇူးတင်စကားမိန့်ကြားခဲ့ပြီးတန်ခဆေကံဖွင့်လှစ်တာနဲ့ပတ်သက်ပြီးအလူရှင်များကမုရိတာဝမ်းမြောက်စကားပြောကြားခဲ့ကရည်စက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။ ဲဒီနောက်မှာတော့ဆရာတော်တန်ဃာတော်များအားအချိုအိမ်များစက္ကပ်လှူဒန်းခဲ့ကြပြီးတန်ဃာတော်များအားဆရာဝန်နဲ့သူနာပြုများက38သိန်းတန်ဖိုးရှိတုပ်ပွေကာကွယ်ဆေးများကို ကာကွယ်ဆေးထိုးကာကုသပြုကြပါတယ်။ဇီဝိတတင်္ဃာရဆေးကန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းဒေါက်တာဖုံးမြင့်စောရန်ကင်းကလေးဆေးရုံကြီးကဆေးကန်းထိုင်ကတန်ဃာတော်များအားကုသပေးတော်မယ်လို့သိရပါတယ်။ စေကံဖွင့်လှစ်နိုင်ရေးအတွက်ကူညီကြတဲ့ဆရာဝန်ကြီးများဆေးအလူရှင်ကျောင်းအလူရှင်များကို အထူးကျေးဇူးတင်ပါကြောင်းဆရာတော်ကမိန့်ကြားပါတယ်။ဓမ္မသင်္ကာရတာမဏိကျော်ကျောင်းတိုင်မှာတာမဏိကျော်ရန်တတိယအဆင့်6ပါ၊ဒုတိယအဆင့်2ပါ၊ပထမအဆင့်19ပါ၊စုစုပေါင်း26ပါဖြစ်ပြီးအခြေခံဥပဇာရန်မူလာရန် ထမငယ်တန်းများက45ပါခန့်ရှိကတန်ဃာတော်အရေးအတွက်စုစုပေါင်း85ပါရှိပါတယ်။အဆိုပါတန်ဃာတော်များရဲ့ကျမ်းမာရေးအတွက်ဇီဝိတသင်္ဃာရတန်ဃာစီကံကို ဖွင့်လှစ်တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။